ဒါလေးကိုထိုင်းမှာတော့လာအိုအရွက်စုံတုပ်လို့တော့ခေါ်ကြတယ်။လက်တလောထိုင်းမှာဆိုလို့ရှိရင်အရန်ခစ်စာနေပြီးတော့မှဘယ် social platform ပဲဖြစ်ဖြစ်အမြဲတွေ့နေရတယ်ပေါ့နော်။ဒါဆိုတော့ကျမလည်းအရွက်ကြိုက်တဲ့သူမလို့ဒီနေ့လှုပ်ရှားကြည့်ပါတယ်ရှင်။အရွက်တွေကိုတော့ကျမကကိုကြိုက်တဲ့အရွက်တွေကိုပဲတုံထားပါတယ်။သူတို့ကတော့ဒီတိုင်းသုံးချင်မှလည်းသုံးမှာပေါ့နော်။ကျမကတော့သူတို့ထဲကတချို့အရွက်လေးတွေရယ်ကိုစားချင်တဲ့တခြားအရွက်လေးတွေပါထည့်ပြီးတော့မှတုပ်လိုက်ပါတယ်။ထဲမ အရွက်တွေကိုကျွန်မကတော့ခြွေလိုက်ပါတယ်ရှင်အဲ့မှာကစွန်ယိုနီဘူးညော့ပြီးသွားတော့ယုံပရိသည်စူပိုးရွက်မိုးနှမျိုးသုံးထားပါတယ်ဒီနေရာမှာကျွန်မတို့ကအာဖိုးချင်းနှရွက်ဖွားရင်းနှရွက်မိုးကိုသုံးချင်နေရပါတယ်ခုနကထည့်လိုက်တဲ့အယူစင်းစင်းနဲ့အရွက်အမီကိုတိကျတဲ့သူတွေရှိလားမသိဘူးရှင်ကျွန်မကတော့မြန်မာအမီမသိဘူးပေါ့နော်အဲ့ဟာလေးကိုသိတယ်ဆိုလို့ရှင်တော့ comment မှာရေးသွားပြကြပါကိုစားချင်တဲ့အရွက်လေးတွေကိုကျွန်မတို့က ပြုတ်လိုက်မယ်တချို့ကတော့နူးနူးလေးကြိုက်တယ်ဆိုရင်တော့နူးတဲ့အထိပြုတ်နိုင်တယ်တကယ်၍နူးတဲ့အထိမကြိုက်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကကျွတ်ကျွတ်ကလေးဖြစ်တဲ့အနေအထားမှာ သူ့ကိုပြုတ်ပြလို့ရပါတယ်ရှင်ပြီးရင်တော့ကျမတို့နန်းလော်ထားပါမယ်နန်းလော်ပြီးသွားပြီဆိုလို့ရှိရင်ချက်သွန်နီချက်သွန်ဖြူငရုတ်ကြီးနဲ့ဂျင်း ပြီးသွားတာဆေဗလင်ကြီးအနေငယ်ကိုကျမကြိုက်လို့ထည့်ခဲ့ပါတယ်အဲ့ဒါလေးကိုလော်လိုက်မယ် ခဏကလော်ထားတဲ့နန်းရဲ့မြေပဲလော်လေးကိုကျမတို့ကထောင်းပြလိုက်ပါမယ်ရှင်အဲ့ဒါကိုပြုတ်ထားတဲ့အရွက်ထဲမှာထည့်ပေးလိုက်ပါမယ်နော်ပြီးတော့ခဏကလော်ထားတဲ့ငယ်ဥတီတို့ချင်းတို့ဒီစပလင်တို့တွေကိုကျမတို့ကလည်းအဲ့ဒါကိုညက်တဲ့အထိထောင်းပြလိုက်ပါမယ်ဒီဟာလေးကိုလည်းကျမတို့ကအတုတ်ထဲမှာထည့်ပါမယ်ရှင်ဒီတော့ရဲ့အသက်ကလေးလော်ထားတဲ့နန်းရဲ့မြေပဲရဲ့ခဏကထောင်းလိုက်တဲ့ငယ်ဥတီတွေပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျမတို့ငပိထည့်ပါတယ်အရသာအနေနဲ့ ဲ့ဂျပန်ရတာမုံနဲ့တကြားလေးနည်းနည်းလေးထည့်ပါတယ်ကျွန်မရွှေပြုံကြီးထည့်တော့လीအမှန်ဆိုရင်တကြားမထည့်ရှင်လည်းရတယ်ရွှေပြုံကြီးရဲ့သူ့မှာအချို့တက်ရှိနေပြီမလို့ပေါ့နော်ပြီးရင်တော့ကျွန်မတို့ကဒါတွေအကုန်လုံးကိုနေပေးလိုက်ပါမယ်ရှင်ဒီအတော့ကိုတော့ time မှာက influencer တွေတော်တော်များများကတုံ့ဆာနေကြတယ်အရန်ကောင်းတယ်ကျွန်မစာကြည့်တော့လေတကယ်ကိုကောင်းတယ်ကျွန်မတို့မြန်မာတွေအကြိုက်ဖြစ်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့သူ့ထဲမှာငပိပါတဲ့အတွက်ကြောင့်မလို့ပါနော်ပြီးရင်တော့စာခန့် နီလေးမှာကျမတို့ကလော့ခဲ့တဲ့နန်လေးတွေကို ဖြူပေးလိုက်ပါမယ်ရှင်။ကဲဒါဆိုလို့ရှိရင်တော့စာအုပ်အစင်စစ်ဖြစ်ပြီးလာအိုအရွက်စုံတုပ်ဖြစ်ပါတယ်ရှင်။ဒီလေးထမင်းပူပူလေးနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီတိုင်းလေးပဲစားစားအလုံးအစင်ပြေပါတယ်။ကျမကတော့အရန်ချက်ခဲ့ပါတယ်။ဘာလို့အရွက်တင်နေပြီပဲဆိုတော့ဝေချတဲ့သူတွေအတွက်တော်တော်လေးကိုအစင်ပြေမယ်ပေါ့နော်။ Cheers ။ Mm-hmm.